ငလျင်များနဲ့နေထိုင်ခြင်းမက်စလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တယ်ခုနှစ်တသမာခုနှစ်ရစ်စတာစကေးရှိတဲ့အလွန်အင်အားပြင်းထန်တဲ့စကိုင်းငလျင်ကြီးကြောင့်လူအသက်ပေါင်းများစွာသေဆုံးခဲ့ရပြီးအဆအဦးများစွာလည်းပြိုလဲပျက်စီးခဲ့ရသလိုနောက်ဆက်တွဲငလျင်များဟာလည်းနေ့စဉ်လှုပ်ခတ်လျက်ရှိနေပါသေးတယ်။ ီလိုတဘာဝကတ်ဆူကြီး နောက်တစ်ချိန်ဖြစ်လာခဲ့ရင်ဆိုတဲ့စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့လူအများအပြားဟာနေစဉ်ရုန်းကန်ရှင်သန်နေကြရပြီးအဲ့ဒီအထဲမှာရန်ကုန်မြို့နယ်လူလူလည်းအပါအဝင်ဖြစ်ပါတယ်ရန်ကုန်မြို့ဟာမြန်မာနိုင်ငံရဲ့စီးပွားရေးဗဟိုဖြစ်သလိုငလင်အန်ဒီရင်နဲ့အလွန်နီးကပ်စွာရှင်သန်နေရသောမြို့လည်းဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ရန်ကုန်ကိုချင်းချောက်နေတဲ့စကိုင်းပြည့်ရွေးနဲ့ ငလင်စုံများသမိုင်းတွေကရန်ကုန်ကိုထိခိုက်မှုကြီးမားစေခဲ့တဲ့ငလင်ငလင်မလုတ်ခင်လှုပ်နေစဉ်နဲ့လှုပ်ပြီးပါကဘာလို့ရမလဲစတဲ့အကြောင်းတွေကိုပြောပြပေးသွားမှာပါရန်ကုန်ဟာစကိုင်းပြည့်ရွေကျော်နဲ့မင်းမဝေးမှာတည်ရှိတာကြောင့်ငလင်တန်ကိုကြုံတွေ့နိုင်ခြင်းရှိနေပါတယ်2012ငလင်စုံများပြမြေပုံအရာရန်ကုန်ရဲ့ငလင်စုံများကို အခုလိုတွေ့မြင်ရမှာဖြစ်ပါတယ် ရန်ကုန်ဟာအတိတ်ကလည်းကြီးမားတဲ့ငလျင်တန်းကိုကြုံခဲ့ရပူပါတယ်1930ကျင်းအားခုနှစ်တက်သမာ3ရှိတဲ့ဘကိုးငလျင်ကြောင်ရန်ကုန်တွင်အဆောက်အအုံ900ကျော်ပျက်စီးခဲ့ပြီးလူပေါင်း90ခန့်တိဆုံးခဲ့တယ်လို့ဆိုပါတယ်ဒီတော့ငလျင်မလုတ်ခင်လှုပ်နေစဉ်နဲ့လှုပ်ပြီးပါကဘာရီလှုပ်ရမလဲဆိုတဲ့အချက်တွေကိုလေ့လာသိရှိထားဖို့လိုအပ်ပါတယ် ငလင်မလုတ်ခင်ပါတွင်ပြင်ဆင်ကြမလဲမိသက်စေဘူးရှေးဥတုနာပြုကရိယာအရေးကြီးစာရွက်စာတမ်းများအစားအစာနဲ့တောက်ရည်ပါဝင်သောအိတ်ဘက်ထရီပါဝါသုံးရေဒီယိုဓာတ်မီးနဲ့ဘက်ထရီအပိုများကိုအိမ်တွင် အသင့်ပြင်ထားပါရှေးဥတုနာပြုစုနည်းကိုလေ့လာပါငလင်လုတ်ပြီးနောက်မိသားစုနဲ့တွေ့ဆုံရမယ့်နေရာကိုကြိုတင်သတ်မှတ်ထားပါငလင်လုတ်နေစဉ်အတွင်းပြုတ်ကျနိုင်တာကြောင့် လေးလံတဲ့ပစ္စည်းတွေကို စင်ပေါ်မထားပါနဲ့လေးလံတဲ့ပရီဘောကများဘီရိုများနဲ့အသုံးဆောင်ပစ္စည်းများကိုနံရံဒါမှမဟုတ်ကျန်းပြင်မှာခိုင်မြဲအောင်လုပ်ထားပါနေတိုင်းသွားလာနေကြကြောင်းနဲ့လုပ်ငန်းခွင်နေရာတွေမှာငလျင်လှုပ်လာခဲ့ရင်ဘလို့မထိခိုက်အောင်လုပ်မလဲဆိုတဲ့အစီအစဉ်တွေကြိုတင်စီမံထားပါငလင်လှုပ်နေစဉ်မပါလို့မလဲငလင်အန်ရဲ့ကာဝေးရေးမှာ American ငလင်းပညာရှင်များ USGS ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကအကြံပြုထားတဲ့ Drop Cover and Hold on ကိုလှုပ်ဆောင်ပါနံပါတ်1 Drop အရင်ဆုံးထိုင်ပြီးဒူးထောက်လိုက်ပါငလင်းဆလုတ်တာနဲ့ချက်ချင်းထိုင်လိုက်ပါ မတက်ရက်နေပါကလဲကြနိုင်ပါတယ်ဒူးနဲ့လဝါးများကိုကျန်းပြင်ပေါ်ထောက်ပြီးစတောင်းနှစ်ဖက်ကြားဦးကောင်းဝင်အောင်လုပ်ပါ နံပါတ်2 cover ခေါင်းနဲ့ကိုယ်ကို အကာအရန်အဝင်ပါစပွဲကို ခိုင်ခန့်တော့ pre-ball ကအောက်တို့ဝင်ပါ မရှိပါကအိန်နန်ရန်ရဲ့အတွင်းပန်းနာမှာလက်နဲ့ခေါင်းကိုကပါတတိပြုဖို့ကအဲ့ဒလိုအကာအကွယ်ယူရမှာကို့အပေါ်ဓာတ်ရိုက်ပြုတ်ကျထိခိုက်နိုင်တယ်ရတင်းပေါက်၊မှု့ရအကြီးစား pre-ball ကတွေနဲ့ဝေဝေးနေပါခစ်ပေါ်အိမ်များတွင်တကားပေါင်များမခိုင်ခန့်တော့တာကြောင့် တကားပေါင်အောင်မဝင်ပါနဲ့နံပါတ်3ဟိုးတွန်အကာရံကိုခိုင်မြဲစွာဆုပ်ထားပါငလင်လှုပ်နေစမှာပြင်ပမအားနဲ့ရွေလျားသွားနိုင်တာကြောင့်ငလင်တုံခါမှုပြီးဆုံးသည့်အထိအကာရံကို အနည်းဆုံး10မိနစ်လက်ဖြင့်ဆုပ်ကိုင်းထားပါမတက်ပြန်မထမီငလင် အပြီးမှာ အချိန်နှဲငယ်ဆောင်ပါနောက်ဆက်တွဲငလင် after shock ရှိနိုင်လို့ပါ အလွာမြင့်အထက်ထဲမှာရှိနေရင် အထဲမှာပဲနေပါငလျင်လှုပ်ချင်တွင်အပြင်ထွက်ချင်အခန်းမျိုးမျိုးတို့ပြေးခြင်းထက်ငလျင်လှုပ်နေစဉ်အတွင် နေရာတွင်ရှိနေခြင်းဟာထိကိုက်တံရရနိုင်ခြင်းနေပါတာကြောင့်ပိုလုံးချုံပါတယ်အပြင်ကိုပြေးလို့လွတ်တဲ့အထက်တွေဆိုရင်တော့ဘေးလွတ်ရမြေပြင်တို့ပြေးထွက်ပါဓာတ်လေကမတုံးပါနဲ့လေကားပြေးတုံးပါအပြင်မှာရှိနေရင်အပြင်မှာပဲနေပါ။တစ်ပင်များ၊တကြိုးများ၊အဆောက်အဦးများနဲ့ဝေးကွာပြီး ရှင်းရှင်းလင်းလင်းရှိတဲ့နေရာတွေစီဥတီသွားပါတုံခါမှုမငြိမ်မချင်းဝတ်တွားကထိုနေရာတွင်သာ နေပါရွေလျားနေတဲ့ရင်အထဲမှာဆိုရင်ရင်ကိုရက်ထားပါငလင်းလှုပ်ချိန်မှာ ကားဟာပြင်းထန်စွာလှုပ်နိုင်တော့လေတုံခါမှုရက်တန့်သွားတဲ့အထိစောင့်ဖို့လုံခြုံတဲ့နေရာတစ်ခုဖြစ်လို့ကားအတွင်းမှာနေပြီးပါကင်ဘရိတ်ကိုသာထိုးထားပါငလင်းလှုပ်ပြီးနောက်မလုပ်မလဲ ကိုကုတ်ကိုရောတခြားသူတွေပါဒဏ်ရာရှိမရှိ စစ်ဆေးပါလိုအပ်နေသူတိုင်းအတွက်ရှေးဦးသူနာပြုစုပါပျက်စီးနေတဲ့အဆောက်အဦများမှချက်ချင်းထွက်ခွာပါကိုကကြောင်းမှာဒါမှမဟုတ်အလုံးမှရှိနေပါက အရေးပေါ်အစီအစဉ်နဲ့တာဝန်ခံရဲ့ညွှန်ကြားချက်ကို လိုက်နာပါ နောက်ဆက်တွဲငလျင်များလှုပ်နိုင်ချေကိုလည်းမျှော်လင့်ထားပါရန်ကုန်နေဖြင့် ငလျင်တန်းခန့်အဆောက်အုံပုံစံများကြာထန်းသတ်မှတ်ထားခြင်းငလျင်ကြိုတင်သတိဘေ့စ်နဲ့အားလီဝန်နင်းစနစ်တက်ဆင်ခြင်းငလျင် အသိပညာပေးသင်တန်းများပို့ချထားခြင်းအရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်များပြင်ဆင်ထားခြင်းစသဖြင့်ငလျင်ဘေးကိုကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်ငလျင်ဟာတဘာဝဘေးအန္တရာယ်တစ်ခုဖြစ်လို့အလုံးရဲ့ပြင်ဆင်မှုတိရှိမှုနဲ့ပူပါဆောင်ရွက်မှုတို့ဖြင့် ပိုမိုဘေးကင်းတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ကြရအောင်လို့ Mr. Vibe Blow မှာပြောကြရင်ညီကုန်းချုပ်လိုက်ပါတယ်ရှင်။